ထိုင်းနိုင်ငံဘန်ကောက်မှာတော့မီတာ90လောက်နှက်တဲ့မြေကျွန်းပေါက်ကြီးဖြစ်သွားတဲ့အတွက်အာဗဂျီရာပေါ့လေအာဆေးရုံအနီးတဝိုက်ကလမ်းတွေအလုံးကိုပိတ်ထားပြီးတော့နေရာပြောင်းရွှေ့မှုတချို့ကိုလုပ်ခဲ့ရပါတယ်။ဒီမြေပြိုကျမှုမှာကားတချို့ကလည်းဒီတွင်းထဲကို ပြုတ်ကျကုန်ပါတယ်။ဒီကနေ့မနက်ဗဂျီရာဆေးရုံအာအရှိပေါ့လေအာဆမ်ဆန်လမ်းမပေါ်မှာဖြစ်ပွားခဲ့တဲ့ဒီစင့်ဟိုးလို့ခေါ်တဲ့မြေကျွန်းပေါက်ကြီးဖြစ်ပွား ှုမှာဓာတ်တိုင်တွေရောနောက်ပြီးတော့ကားတချို့ကိုပါဆွဲချသွားတာဖြစ်ပါတယ်။ဒေသခံအာဏာပိုင်တွေကတော့ Samsung လမ်းမပေါ်မှာရှိတဲ့ဒီ Vajira ပေါ့လေစီးယုံပတ်ဝန်းကျင်မှာလမ်းတချို့ကိုပိတ်ထားလိုက်ပါတယ်။အခုဒီလိုမျိုးဖြစ်လာတဲ့ Twin G ကအကျန်းအားဖြင့်တော့အလျားအနံမီတာ330လောက်စီရှိပြီးတော့ဒီမီတာ90လောက်နဲ့တယ်လို့ဆိုပါတယ်လူထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိခဲ့ပါဘူးစေယုံရဲ့ပြင်ပလူနာဌာနကိုတော့ယာယီပိတ်ထားလ လိုက်ပြီးအတွင်းလူနာအယောက်3500လောက်ကိုတော့အဲ့ဒီအနီးအနားမှာရှိနေတဲ့အဆောက်အုံတွေစီကိုပြောင်းရွှေ့ခဲ့ရပါတယ်အဲ့ဒီနားမှာရှိနေတဲ့အဆောက်အုံတွေမှာနေထိုင်တဲ့သူတွေကိုလည်းပြောင်းရွှေ့ခိုင်းခဲ့ရပါတယ်။ဒီလိုမျိုးမြေကျွန်းပေါက်ကြီးဖြစ်လာရတဲ့အကြောင်းရင်းကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။